ပေါ်ဆင်းနေမှာပေါ့နော်အကောင်းဆုံးထိဆနံပါတ်1အိဆန် quality ပဲစဆိုင်းစဖွင့်နေအခုချိန်ကြီးအိဆန် quality ပဲတုံးနေစံစည်းတွေဘလောက်တက်တက်ပေါ့နော်အဝါစားတွေလည်းစံ quality ကိုရှေ့ဖို့ပေါ်ဆင်းထိဆလေးနေတယ်ရတာနဲ့ပတ်သက်ရ ဲ့မဆလာပေါ့နော်ဒါမဆလာရဲ့ဒီချီချီသမင်းမှာမဆလာအဓိကကြရဲပေါ့ညီမတို့ကဒီ ready made မဆလာတွေကိုမသုံးဘူးပေါ့နော်မဆလာအစီတွေကိုကိုယ်တိုင်ဆက်ပြီးတော့မှညီမတို့ဟိုဘက်ဟင်းစင်အနောက်နားလေးမှာကြိတ်တဲ့ဆက်ရှိတယ်။နေ့တိုင်း daily တရက်စာတရက်စာကို daily ကြိတ်ပြီးတော့အဲ့အစီတွေကိုအနှစ်ဖြစ်အောင်ကြိတ်ပြီးတော့အဲ့လိုမျိုးကိုယ်တိုင်ဆက်မဆလာကိုသုံးပါတယ်။အဲ့တော့ရေကတော့လိုသလောက်နဲ့နည်း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 လေးပဲထည့်ရတယ်ပေါ့ဒါလေးကတော့ဒါကြိတ်ပြီးတဲ့နှစ်ဖြစ်သွားတဲ့နေသားလေးပေါ့နော် အဲ့အနစ်ဖြစ်သွားတဲ့အနေထားလေးပါဒီမှာဆိုတော့ဒီလိုအနစ်လုံးဝ paste ဖြစ်သွားတာပေါ့ဒီကတော့ပေါ့စနစ်ခွဲအဲစနစ်စနစ်နိုင်ရနေပြီးတော့တစ်ခွဲဝင်းကျင်ဆိုရင်လူအများကြားရပေါ့နော် ခိုင်ကြရင် customer တွေအားနာတယ်အပြင်မှာအဲ့လိုစောင့်နေရတဲ့ customer တွေလည်းရှိတယ်။ဟုတ်အပြင်အဲ့မှာခုံလေးရေးချပေးတိုင်းတော့ညီမတို့ရဲ့ customer တွေကတော့စောင့်ပြီးတော့စားကြပါတယ်အငင်းအားပေးတဲ့ customer ။ဟုတ်ကဲ့ဟိုဟာပေါ့နော်ဒီလိုပဲအဲစားတောက်ဆိုင်လုပ်ငန်းလေးလုပ်ချင်တာ ਨੇ ပေါ့နော်။အဲ့ဒါနဲ့ပဲချစ်တီထမင်းဆိုင်လေးကိုစဖွင့်ပြတာပါဖွင့်လာတော့ဟိုဆယ်စုနဲ့မိပါတစုသာလောက်ရှိပြီပေါ့ကိုနဲ့ကျော်ဆယ်နဲ့ဝင်းနေလောက်ရှိပါတယ် မနာမည်ကတော့မယံမင်းပါအဲညီမတို့ဆိုင်နာမည်ကတော့သူ့မင်္ဂလာလန် Star City ထမင်းဆိုင်ဖြစ်ပါတယ်ဟုတ်ကဲ့ဟာပေါ့နော်ဒီလိုပဲအဲစားတောက်ဆိုင်လုပ်ငန်းလေးလုပ်ချင်တာ ਨੇ ပေါ့နော်အဲ့ဒါ ਨੇ ပဲ City ထမင်းဆိုင်လေးကိုစဖွင့်ပြတာပါဖွင့်လာတော့ဟာဆယ်စုနဲ့မိပါတစုသာလောက်ရှိပြီပေါ့ကိုနဲ့ကျော်ဆယ်နဲ့ဝန်းကျင်လောက်ရှိပါတယ်ဟုတ်ကဲ့မအဲထမင်းနေရာပေါ့နော်ညီမတို့ဆိုင်ရဲ့ဒီပေါ့ အသားငားတွေပေါ့နော်ညီမတို့က daily တရက်စာတရက်မှားပြီးတော့ချက်တယ်အသားလက်ဆက်မှုရှိအောင်လို့ပေါ့နော်ပြီးတော့အဲလူမျိုးပါတာမရွေးစားတောက်နိုင်အောင်ညီမတို့ကအသားငားတွေအကုန်လုံးဟလာဖြစ်တယ်ပေါ့နော်ဒီမှာရတဲ့ချက်စိတ်ပဲအကုန်လုံးဟလာပါအဲ အဟလာပြန်ပါဘော။ဟောအရာသာနဲ့ပတ်သက်ရကြတော့ညီမတို့ရဲ့မဆလာပေါ့နော်။ဒါမဆလာရဲ့ဒီချီတီတမင်းမှာမဆလာအဓိကကြတယ်ပေါ့။ညီမတို့ကဒီ ready made မဆလာတွေကိုမသုံးဘူးပေါ့နော်။မဆလာအစီတွေကိုကိုယ်တိုင်ဆက်ပြီးတော့မှညီမတို့ဟိုဘက်ဟင်းစင်အနောက်နားလေးမှာကြိတ်တဲ့ဆက်ရှိတယ်။ နေ့တိုင်း daily တရက်စာတရက်စာကို daily ကြိတ်ပြီးတော့အဲ့အဆင့်တွေကိုအနှစ်ဖြစ်အောင်ကြိတ်ပြီးတော့အဲ့လိုမျိုးကိုယ်တိုင်ဆက်မဆလာဘူးသုံးပါတယ်အဲ့ဒါကြောင့်မို့လို့ဒါမြန်မာတို့ရဲ့ဒါကိုယ်ပိုင်ပေါ့နော်မဆလာပေါ့ကိုယ်ပိုင်မဆလာနီးလေးနဲ့သုံးတာပေါ့နော်အဲ့လိုမျိုးဟိုအယောတော့မပါဘဲနဲ့ဒီလို ready made မဆလာတွေကိုလည်းမသုံးပါဘူးဟုတ်အင်းနေရရှိမယ်မာကြီးစက်သားစိတ်သားစိတ်ကလေးစားစိတ်ကောင်းသားရှိမယ်ငရဲကောင်းတယ်လို့ညီမုံလာအောင်နဲ့ချက်ထားတာရှိမယ် နောက်ပြီးငကြင်းသားဒန်းလွန်ကြီးမုံလောင်နဲ့ချက်ထားတာရှိမယ်ငရဲလည်းရှိမယ်ငရဲသားဒီရဲ့ပိုင်းမှာမှငရဲအပြင်ရတယ်ပေါ့နော်ငရဲကတော့တခါတလေမှရတာစိတ်အုံနောက်စိတ်ဖိုက်တင်းပေါ်ရှိမယ်စိတ်ကြော်ချက်ကြော်ဘဲဥအလူစီပြန်ရှိမယ်ဘဲပေါင်းပေါင်းနာလည်းရှိမယ်ဒီနေ့ဆိုရင်ဒါ special menu လေးပေါ့နော်ခနန်းရပါတယ်ခနန်းမဆလာချက်ရတယ် ဆိုင်ရတော့ပေါ့နော်ညီမတို့မနက်10:00နာရီလောက်ဆိုရင်တော့ပါဆယ်ဆရပြီပေါ့10ခွဲလောက်ဆိုတော့ဟင်းစုံပါပြီအဖွင့်နာတော့ည7:00နာရီတိဖွင့်ပါတယ်ဒါပေမဲ့ဟင်းရတော့2နာရီ3နာရီခွဲ2နာရီနောက်ပိုင်းဆိုတော့ဟင်းတိတ်မစုံတော့ဘူးပေါ့နော်အဲ့လိုပဲဟင်းရဲ့အရသာလေးကတော့ညီမတို့ကပေါ့နော်ဒီပဲနှစ်ကိုများများသုံးတဲ့အတွက်ပေါ့နော်ပဲဟင်းကဒီပြောမယ်ချိုတဲ့ဘက်ကိုသွားတယ် ဘဲနှစ်များများတုံးတယ်ပြီးတော့အသီးနှံလည်းများများတုံးတယ်မနက်ပိုင်း7:00နာရီခွဲလောက်ဆိုရင်တော့အသီးနှံချက်ချက်ပြီးဒီချိန်ဆိုတော့ရှိရပေါ့နေခင်းလောက်ကြာရင်တော့တခါလေအသီးနှံလေးအဲ့လိုပျော်သွားတာမျိုးရှိတတ်တယ်ဘဲဟင်းရဲ့အသီးနှံလေးပျော်သွားတော့ဖြစ်ပြီးတော့ပုံပြီးစားလို့ကောင်းတာပေါ့နော်ဟုတ်ကဲ့ညီမတို့ကဒါဆိုရင်ရွှေဘိုပေါ်ဆန်းထဲမှာပေါ့နော်အကောင်းဆုံးထိတ်ဆအဲနံပါတ်1အဲ့ဆန် quality ကိုပဲစဆိုင်စဖွင့်နေအခုချိန်ကြီးအဲ့ဆန် quality ပဲတုံးတယ်စံစည်းတွေဘလောက်တက်တက်ပေါ့နော် အဝါစားပြီမဲ့ဆန် quality ကိုရွှေ့ဖို့ပေါ်ဆန်းထိတ်စာပဲသုံးတယ်ဟုတ်ဆန်ကတော့ဒါပေါ့အရောင်းဝဲပေါ်မူတည်ပြီးတော့ပေါ့အဲ့လိုမျိုးတော့အကုန်တာပေါ့နော်ဟုတ်ကဲ့ဟုတ်ပေါ့နော်စလုတ်တဲ့အချိန်တုန်းကဆိုတော့မရှိသေးဘူးဒီနားမှာဒါပေမဲ့စလုတ်ပြီးတော့နည်းနည်းကြာလာတဲ့ချိန်မှာဒီပတ်ပတ်လဲမှာပေါ့အချီဒီသမင်းဆိုင်နေအများကြီးတော့ဖြစ်လာတယ်ဒါမဲ့လည်းညီမတို့စီကိုလာအားပေးရဲ customer တွေကယနေ့ရဲ့ဝေးအဝေးရလှိုင်းရတော့ အဲ့လိုမျိုးမို့ကိုတထောင်ဝါတို့အရှိတကုံဝါတို့အဝေးရနေပြီးတော့ကိုအရသာကြိုက်လို့ပေါ့နော်ကိုအရသာနဲ့ကိုချက်ပြုတ်တဲ့ပုံစံကိုတုံးတဲ့မဆလာဆက်နေရပေါ့တိတန့်ကွဲထွက်နေတဲ့အကြောင်းမို့ကိုအရသာကိုကြိုက်တဲ့လူတွေကတော့ဟိုဆိုင်နေဘလောက်ပဲမြင်များကိုဆိုင်ကိုပဲရွေးချယ်ပြီးတော့လာပြီးတော့စားကြတာပေါ့နော် ဟုတ်ကဲ့အဲချက်တာလည်းပေါ့နော်ညီမဒီဆိုင်ရှင်ပေါ့နော်ဆိုင်ရှင်ကိုယ်တိုင်ဆိုင်ရင်ရဲ့ founder ကိုယ်တိုင်မဲ့အခုချိန်ဒီစဖွင့်နေရတဲ့အခုချိန်ဒီချက်ပါတယ်အားကြောင့်မို့လို့ customer ရဲ့အကြိုက်တွေကလည်းမပြောင်းလဲပဲနေပေါ့နော်အများနဲ့ဒီလိုမျိုးအရသာတွေကလည်းမပြောင်းလဲပါဘူးဟုတ်ဒီနှုံးလေးတွေကမှအဝစားပေါ့နော်တက်တက်လို့ဆိုရင်အဝစားအဲအရင်ဟင်း6မျိုးပါမယ်ပဲဟင်းမနှုတ်တန်ကြီးလည်းပါတယ်အားလုံးကို4500အနေစပါတယ်တတတတမယာကြီးတနက်ငယ်ယူပြီးကြော်ကြီးလည်းပါတယ်ဗောနော်အကုန်ထမင်းရောအဝါစား4500ဘဲဦးနဲ့ဆိုရင်8500 ဘဲဦးနှလုံးပါမယ်ပေါ့နော်အာလူပါမယ်ဘဲဦး9500နောက်အဝစားပါစိတ်ကလေးသာစိတ်ကောင်းဆိုလဲ9500ငားဆိုရင်ငရန်သားငကျင်းသား9500အဲဖိုက်တင်းမောအုံနောက်တောင်းတောင်းပေါ့နော်အုံနောက်စိတ်အုံနောက်ဆိုရင်တောင်းအဲ့လိုမျိုးကျန်တဲ့ငားကောင်းတို့ဘဲပေါင်းတော့သူကစိုက်ပေါ်မူတည်ပြီးတော့ဈေးလေးတွေနည်းနည်းကွာတယ်ပေါ့နော်ငားကောင်းဆိုရင်တောင်းတောင်းတောင်းလေးတောင်တောင်းပွဲလာလောက်ရှိတယ်ကတားနဲ့ကြတော့မှသူကတတောင်းမှာပေါင်ရင်မုံပေါ့နော်ဒီလိုမျိုးပေါင်ရင်မုံတစ်ခုစီပါပါလေ တင်းချက်တာလည်းဒါလည်းဝါသနာပါမလည်းဟိုဘယ်လိုပြောမလဲဒီလောက်ကြာကြီးဒီရတာတစ်ခုကိုထိမ့်ပြီးချက်လို့ရမှာပေါ့နော်ဆိုင်ရဲ့ဘက်ကန်ရှင်ကကိုယ်တိုင်အင်းလေးချက်တာဖြစ်ပါတယ်ဟင်းလေးဟုတ်ကဲ့ကိုထိုးမင်းတို့ကညီမတို့ပေါ့နော်တောင်မြောက်လမ်းစုံဒီ VOC ပေါ့နော်အခုတော့ VOC လို့ပြောင်းသွားတယ်အဲ့ဒီစီဆိုင်ဝန်ထဲမှာဆိုင်ခွဲခွင်လာတာ၃လလောက်ရှိပါပြီအဲ့ဒီဆိုင်ခွဲလေးမှာကိုထိုးမင်းတို့ကလာရောက်အားပေးတဲ့အချိန်ဗီဒီယိုလေးရရွတ်တင်ပေးရဖြစ်ပါတယ်ဆိုင်နဲ့ပတ်သက်ပြီးတော့ထူးခြားချက်လေးရတော့စိတ်ကောင်းအကြိုက်များတယ်ဒီဆိုင်ရပေါ့နော်စိတ်ကောင်းက အိမ်မှာမချမ်းနိုင်ကြဘူးကွာစိတ်ကောင်းလို့စိတ်အောင်နောက်တော့ညင်နဲ့မနိုင်ကြတော့အိမ်မှာမဆလာမနိုင်တော့ဘူးဒီမှာဆိုရင် customer တွေကအိစိတ်ကောင်းလို့အစိတ်အောင်နောက်လို့ fight တင်းမလို့ညင်နဲ့မထွက်ပဲနဲ့ပေါ့နော်ပြီးတော့ငားကောင်းပေါ့ဒီဆိုင်ရဲ့ signature လို့တောင်ပြောလို့ရတယ်ငားကောင်းဆိုရင်ငားကောင်းဟုတ်အဲ့လိုမျိုးအဲကြိုက်ကြတယ်ပေါ့ customer တွေဟုတ်လူကတော့ပေါ့စနစ်ခွဲအဲစနစ်စနစ်နိုင်ရနေပြီးတော့တစ်ခွဲဝင်းကျင်ဆိုရင်လူအများကြတယ်ပေါ့နော် ိုင်ကြရင် customer တွေအားနာတယ်အပြင်မှာအဲ့လိုစောင့်နေရတဲ့ customer လေးတွေလည်းရှိတယ်။ဟုတ်အပြင်အဲ့မှာခုံလေးကြီးချပေးတိုင်းတော့ညီမတို့ရဲ့ customer တွေကတော့စောင့်ပြီးတော့စားကြပါတယ်အငင်းအားပေးတဲ့ customer ။ချစ်တီထမင်းရဲ့အဓိကအသက်ကတော့ပဲဟင်းပေါ့နော်ပြောရမယ်ဆိုတော့ပဲဟင်းပေါ့ပဲဟင်းကိုအဲ့လိုမျိုးကြဲကြဲတက်တက်လို့ဆိုရင် customer ကမကြိုက်ကြဘူး။ပဲအဲညောပဲစင်းကုံတစ်မျိုးပဲတုံးတယ်ပဲကိုလည်းမရောဘူးเนาะပဲစင်းကုံအတန့်တစ်မျိုးနဲ့တုံးတဲ့အတွက်ပဲဟင်းကပြစ်ပြစ်လေးနဲ့အာဒါစားရတာအဆင်ပြေတယ်ပေါ့เนาะ customer ရဲ့ feedback ကိုပြန်ကြရတာပေါ့ဟုတ် ဆိုင်ခွဲကညီမတို့ဒီတောင်မြောက်လမ်းစုံအခုရင်တော့ကတော့ဝိုင်းပြီပေါ့နော်အခုတောင်မြောက်လမ်းစုံ BOC စီဆိုင်ခွဲထဲမှာညီမတို့ဆိုင်ခွဲဖွင့်ထားပါတယ်ဖွင့်ထားတာတော့3လကျော်4လဝင်းကျင်လောက်ရှိပါတယ်ဟင်ဒီဆိုင်လေးစဖွင့်တဲ့အချိန်စဖွင့်တဲ့လိမ့်စာကကြတော့အမတို့ကအဲတိုက်တုံးအမှတ်ငါဒီသူမင်္ဂလာလမ်းမကြီးပေါ့နော်သူမင်္ဂလာလမ်းမကြီးအပေါ်မှာညီမတို့ကဒီ တင်ငန်းညွန့်ဘက်အချမ်းမှာရှိမယ်14 15လမ်းစုံပြီး point လာမှာပေါ့နော်တင်ငန်းညွန့်ဘက်အချမ်းမှာရှိပါမယ်14 15လမ်းစုံပြီး point နဲ့နှီးပါတယ်အများကလာစားတဲ့ customer ကြီးရှိရမှာဆိုင်ဆောင်ဖွင့်နေရနေပြီးတော့ညီမတို့ပထမလွန်ခဲ့တဲ့ဟိုဘက်မှာ3ဆိုင်ကျော်မှာဖွင့်သေးတယ်3ဆိုင်ကျော်ကနေဒီဘက်အချမ်းကိုပြန်ပြောင်းလိုက်တယ်ပေါ့နော်ကားပိုက်ကင်းရှင်းပြောင်းလို့အဲ့ဒီအချိန်ကနေစဖွင့်တဲ့အချိန်ကနေအခုချိန်ကြီးနိုင်ငံသားရောက်ပြီးတော့ပြန်လာပြီးတော့ပြန်အားပေးတဲ့ customer ကြီးတောင်ရှိပါတယ်အခုချိန်ကြီးအဲအဲ့လိုမျိုးကိုယ့်ရဲ့လက်ရာဘူးပေါ့နော်လက်ရာမကြွားဘဲနဲ့အဲဒီဆိုင်လေးကိုပဲဟို ကြိုက်ပါတယ်ဆိုပြီးတော့ဗဇက်ကနေဖွင့်ပြောပြီးတော့အဝေးကြီးတွေကနေရှေ့တကုံတို့လှိုင်းတို့ဘူတထောင်တွေကနေပြီးတော့ဗောနော်ဆိုင်ငယ်အများကြီးရှိရတဲ့နေဒီမှာလာပေးတဲ့ customer တွေအားလုံးကိုလည်းဟိုကျေးဇူးတင်ပါတယ်လို့အဲ့လိုမျိုးတော့မရှိခဲ့ပါဘူးကျွန်တော်တို့ကလေသူတို့ဗောနော်ဒါသူတို့ဟိုဒီပညာကိုသင်ယူပြီးတော့ဗောနော်ဒီပညာကိုသင်ယူပြီးတော့ကိုယ်တိုင်ကလည်းဝါသနာပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုပဲစခဲ့တာပါ ဟုတ်ကိုရဲ့ကိုပိုင်းမဆလာဆန်နီးလေးနဲ့ဒီလိုပဲစခဲ့တာပါအဲဘောနော star city ဒီမင်းဆိုင်စဖွင့်နေရနေပြီးတော့အဲယနေ့ချိန်ထိပေါ့နော်အဝေးရက်ဝေးရနေရလာရောက်အားပေးတယ်မိတ်ဆွေတွေအားလုံးကိုအဲ star city ဒီမင်းဆိုင်မိသားစုမှထူးဝင်ကျေးဇူးတင်ရှိပါတယ်လို့ပြောစီပြောချင်ပါတယ်ကျမ်းမာချမ်းသာကြပါစေ customer များအားလုံး အဲ့တော့ရေကတော့လိုသလောက်နည်း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 လေးပဲထည့်ရတယ်ပေါ့နော်အများကြီးတက်တပလိုက်တဲ့ထည့်ရတယ်။ဒီလောက်ကြအောင်ထည့်ရတယ်။အဲသူကဟိုတဏ္ဍာရီဝင်းကျင်လောက်တော့ကြာပါတယ်။ဟုတ်ထည့်ရတာတဏ္ဍာရီဝင်းကျင်လောက်မှညက်တယ်ပေါ့နော်အနှစ်ဖြစ်သွားတာပေါ့။ဒါကတော့ချိန်ပြီးတဲ့အနေထားလေး။ဒါလေးကတော့ဒါလေးကတော့ဒါချိန်ပြီးတဲ့အနှစ်ဖြစ်သွားတဲ့အနေထားလေးပေါ့နော်။ဒါအနှစ်ဖြစ်သွားတဲ့အနေထားလေးပါဒီမှာ။ဆိုတော့ဒီလိုအနှစ်လုံးဝ page ဖြစ်သွားတယ်ပေါ့နော်။ဟုတ်ဟင်းထဲမှာဒါအစင်သက်ထည့်ပြီးရောစီတက်ပြီးရောချက်ကြတာဖြစ်ပါတယ်။ မုံမဟုတ်ညီမတို့ကဒါကိုယ်တိုင်အစီကိုဆက်ပြီးတော့စိတ်တယ်မစလားဖြစ်တဲ့အတွက်သူအရတာပိုကောင်းတယ်အနံ့လည်းပိုကောင်းတယ်ပေါ့နော်လုံးလုံးဆယ်တော့ညီမတို့ဒိန်ညင်တစ်မျိုးပဲရပါတယ်ချီတီထမင်းရဲ့အဓိကရောက်ပါတယ်ဟုတ်ညီမတို့ဆိုင်လေးကတော့အဲ delivery တော့မရှိသေးဘူးပေါ့နော် covid ချိန်တုန်းကတော့ delivery လုပ်ပါတယ်အခုလောလောဆယ်တော့ delivery ပြန်နှားထားပါတယ်အဆိုင်လိုက်အောင်အားပေးခြင်းနဲ့ဆိုရင်တော့တိုက်တုံးအမှတ်9သူမင်္ဂလာလမ်းမကြီးအဲ၁၄၅လမ်းဆုံးမီးပွိုင်းဒီတင်ငန်းညုံမြို့နယ်ပေါ့နော်မာလာရောက်အပေးနိုင်ပါတယ်တောင်ငကုံမြို့နယ်မှာနေတဲ့မိတ်ဆွေတွေအတွက်ကတော့တောင်ငကုံမြို့နယ် WB VOC ပေါ့เนาะအခုဆိုရင် VOC နာမည်ပြောင်းထားတယ် VOC စီဆိုင်ဝင်းထဲမှာအဲစားချစ်ဒီသမင်းဆိုင်ရဲ့ဆိုင်ပွဲလေးကိုလည်းခွင့်လှစ်ထားပါတယ်ရှင်ဟုတ်ဖုန်းနံပါတ်ကကြတော့အဲတကယ်လို့ပေါ့အဝေးရလာမယ့်မိတ်ဆွေတွေအတွက်ဆိုလို့ရှင်တနအီခွဲနောက်ပိုင်းဆိုဟင်းမဆုံတာဖြစ်တဲ့အတွက်ဖုန်းလေးဆက်ပြီးတော့ကြုံမှထားလို့ဖဲ့ခိုင်းထားလို့ရပါတယ်ဖုန်းနံပါတ်ကတော့0315380803နောက်ဖုန်းနံပါတ်တစ်ခုကတော့39 0998 8093တို့ကိုဆက်သွယ်ပြီးတော့မှာယူပြီးတော့ဖဲ့ခိုင်းထားလို့ရပါတယ် ဆိုင်ရတော့ပိတ်ရမရှိပါဘူးတစ်နှစ်ပတ်လုံးမှာဆိုရင်ကြံနှစ်ဆန်းတရက်ရဲ့အဲဒီပါလီနေ့တရက်ရဲ့အဲ့ဒါပဲပိတ်ပါတယ်ဟုတ်ပိတ်ရမရှိဖွင့်လှစ်ထားပါတယ်နေ့တိုင်းဟုတ်